အရှင်ဖုရားယဟန်မဖြစ်ထိုက်တဲ့လူရယ်လို့ရှိပါသလားဖုရားရှင်းပြလို့ရရင်ရှင်းပြပါလားဖုရားတဲ့အရှင်ဖုရားယဟန်မဖြစ်ထိုက်တဲ့လူရယ်လို့ရှိပါသလားဖုရားရှင်းပြလို့ရရင်ရှင်းပြပါလားဖုရားတဲ့ယဟန်မပြုတ်ထိုက်တဲ့ပုဂ္ဂိုလ်73ယောက်ဆိုတာရှိပါတယ် အဲ့ဒီပုဂ္ဂိုလ်73ယောက်ကဘယ်သူတွေလဲဆိုရင်1အသက်20မပြည့်သောသူ2ပါရာဇိကကြပြီးသောသူ3ပန္ဒကပန်တုတ်4ခရတံဝတကရှင်ယဟန်အပင်ကိုခိုး၍ရှင်ယဟန်များနှင့်ပေါင်းသင်းနေထိုင်သူ5တိတိယပကံတကတိတိအယူတို့ပြောင်းသူ6ပြိရိသာနတရိษံ9မာတုဂါရကအမိကိုတတ်သူ10ပိတုဂါရကအဖဖို့တတ်သူ အရဟန္တဂါရကယဟန္တာကိုတတ်သူ30လောဟိတုပ်ပါဒကဖျားရှင်အားသွေးစင်းတီအောင်ပြုတော်သူ17တန်ခဗေဒကတန်ခသင်ခွဲတော်သူ17ဘိက္ခုနိဒုဒကဘိက္ခုနီမကိုမိထုံမိဝဲဖြစ်စည်းတော်သူ73ဥပဒောပြင်ဇနကလိမ့်နှလိမ့်ရှိတော်သူတို့ဖြစ်ပါတယ်အဲ့ဒီပုဂ္ဂိုလ်73ယောက်ဟာယဟန်ပြုလို့မရပါဘူးယဟန်ပြုမယ်ဆိုရင်လည်းယဟန်မဖြစ်ပါဘူးเนาะ ကြက်တိုက်ရင်ဘယ်အကုသို့ဖြစ်လဲဖရာတဲ့နာမည်တော့မပြောတော့ဘူးဦးစင်းရဲ့အတိတ်တကားတယောက်သူကကြက်တိုက်တာအယံဝါသနာပါလေကြက်တွေဟာတကောင်နဲ့တကောင်ခွတ်တဲ့နေရာမှာမျက်လုံးပေါက်တဲ့အထိအသေးတန်ခွတ်ကြပါတယ်နော်သူကြက်တိုက်တဲ့အခါမှာကြက်တွေဟာမျက်လုံးတွေပေါက်ပါတယ်တနေ့သူအလုံးလုံးရင်းနဲ့တန်ရိုက်တဲ့အခါမှာ သူရိုက်တဲ့တန်ကကျွတ်ပြီးမျက်လုံးကိုမှန်တဲ့အတွက်မျက်လုံးတစ်ဖက်ကန်းသွားပါတယ်။အော်တိုက်ဆိုင်လို့ဖြစ်တာပဲဆိုပြီးအမှုမဲ့မှန်မဲ့နေလိုက်ပါတယ်။နောက်ထပ်၅နှစ်လောက်ကြာတဲ့အခါမှာအိမ်ထဲကိုခေါင်းငုံပြီးဝင်လိုက်တာ။အိမ်ရဲ့ဒဇမိတ်အစားကမျက်လုံးကိုထိုးလိုက်တဲ့အတွက်ကြံတဲ့မျက်လုံးတစ်ဖက်ပါကန်းသွားပါတယ်။ဒါကတော့တိုက်ဆိုင်တာလုံးဝမဟုတ်တော့ပါဘူးเนาะ။သူ့တော့အကျိုးကိုပေးတာဖြစ်ပါတယ်။ ူးစင်းတို့စာပေမှာတတိတံပါကံစနိတိတတိတံတူသောပါကံအကျိုးကိုစနိတိဖြစ်စေတတ်၏လို့ဆိုတာရှိတယ်။ဒါဟာတူသောအကျိုးကိုပေးတာပဲဖြစ်ပါတယ်။နော်။ကြက်တိုက်တဲ့သူတွေဟာဘယ်လိုအကုသို့မျိုးကိုခံစားရတယ်လဲဆိုရင်ဤကဲ့သို့အလားတူတူသောအကျိုးကိုခံစားရတတ်တယ်လို့မှတ်သားထားရမှာဖြစ်တယ်။နော်။မိုးရွာခြင်းအကြောင်းရော ရှိပါသလားအရှင်ဖရာ ရှိပါတယ်တန်ယုတ်တနိကေဝလာဟကပုတ်အဖွင့်မှာမိုးရွာခြင်းအကြောင်းရှင်မျိုးဆိုတာကိုဖော်ပြထားပါတယ်အဲ့ဒီမိုးရွာခြင်းအကြောင်းရှင်မျိုးကဘာတွေလဲဆိုရင်တက်၎င်းတို့ဤအာနုဘောကြောင့်မိုးရွာခြင်းနှစ်ဂလုံတို့ဤအာနုဘောကြောင့်မိုးရွာခြင်းသုံးဝိတဝလာဟကနတ်တို့ဤအာနုဘောကြောင့်မိုးရွာခြင်းလေးသစ္စာဒိဋ္ဌံပြုခြင်းကြောင့်မိုးရွာခြင်းငါယာတိဥတုကြောင့်မိုးရွာခြင်း 6. မှန်နဲ့လှည့်စားခြင်းကြောင့်မိုးရွာခြင်း9တကူးရှင်တို့ဤတကူးပြမှုစွမ်းအားကြောင့်မိုးရွာခြင်း10။ဖြည့်စည်းကြောင်းဖြစ်သောမိုးတိမ်ကြောင့်မိုးရွာခြင်းတို့ပဲဖြစ်ပါတယ်။ဒါဟာမိုးရွာခြင်းအကြောင်း10မျိုးပဲဖြစ်ပါတယ်။မိုးရွာခြင်းဟာအဆိုပါအကြောင်း10မျိုး၁မျိုးမျိုးကြောင့်ရွာခြင်းဖြစ်ပါတယ်နော်။လေးတိုက်ခြင်းအကြောင်းရော ရှိပါသလားဖုံဖုံတဲ့။ဘင်းကလေးရင်လှုပ်ကြောင်းရှိပါသလားလို့မေးတဲ့အတွက် ရင်ငလျင်လှုပ်ချောင်းရှိပါကိုဖြေလိုက်ပါတယ်။တခါအဲ့ဒီထဲမှာမိုးရွာခြင်းအကြောင်းရောရှိပါသလားလို့ထပ်ပြီးမေးတဲ့အတွက်မိုးရွာခြင်းအကြောင်းရှိပါကိုထပ်ပြီးဖြေလိုက်ပြန်ပါတယ်။ဟောအခုတခါလေးတိုက်ခြင်းအကြောင်းရောရှိပါသလားတဲ့နော်။ဥစဉ်ကိုမိုးလေဝသပညာရှင်ဟုထင်နေသလားမသိဘူးနော်။ဥစဉ်ကဖះဟောကိုကြည့်ပြီးဖြေရတာပါ။ဖះဟောထဲမှာပါရင်ပါတယ်မပါရင်မပါဘူးပေါ့နော်။ အခုဒီမေခွန်းပိုင်ရှင်မေးတဲ့လေတိုက်ချင်းအကြောင်းကဖျားဟောထဲမှာပါပါတယ်ဘယ်မှာပါတာလဲဆိုရင်တန်ယုတ်တနိကေဝလာဟကတန်ယုတ်ဝါတဝလာဟကအုပ်မှာပါတာပါတခါတုန်းကယဟန်တပါးဟာမြတ်စွာဘုရားလေတိုက်ချင်းအကြောင်းဟာအဘယ်အကြောင်းကြောင့်တိုက်တာပါလဲလို့မြတ်စွာဘုရားကိုမေးလျှောက်ပါတယ်အဲ့ဒီခါမှာမြတ်စွာဘုရားကချက်သားယဟန်လေတိုက်ချင်းကိုပြုတ်တက်ကုန်သောဝလာဟကနတ်တို့သည်ရှိကုန်၏ ထိုနတ်တို့ကငါတို့သည်ကိုပိုင်မွေးလျော်မှုဖြင့်နေရမှုကောင်းလေစွာဟုစိတ်အကြံစီဖြစ်၏ထိုစိတ်အကြံစီတောင်းတမှုကိုအကြောင်းပြု၍လေတိုက်ခတ်လေ၏ချက်သားယဟန်တခါတရံလေတိုက်ခတ်ခြင်းသည်ဤအကြောင်းကြောင့်ဒီလို့ဖြစ်ကြတော်မူပါれနော်ဒါကြောင့်တခါတရံမှာလေတိုက်ခတ်ခြင်းဟာဝလဟကနတ်တို့ဤစိတ်အကြံစီကြောင့်တိုက်ခတ်ခြင်းဖြစ်ပါれတခါတရံမှာတော့သဘာဝကြောင့်တိုက်ခတ်တာဖြစ်ပါれနော်နားလည်ပါစေ ောင်းပန်တယ်လို့သာပြောတာပေါ့နော်တစ်ချက်တစ်ချက်မှာပြုံးစီစီဖြစ်သွားတဲ့အမူအရာရတော့ဝမ်းနေတယ်လို့တော့မတော်မခံစားရအောင်စားချင်တယ်သူက3000နဲ့ဝယ်တယ်ပေါ့နော်အဲခွေးသားစားချင်တယ်ပေါ့နော်ဆိုတော့ဟို3000နဲ့ဝယ်တယ်တစ်ယောက်ကချိတ်ဆက်ပေးတယ်အဲ့တော့ဟိုသူတို့နဲ့ယူနီပီတာသူတို့အကျွမ်းတဝင်ရှိပြီဒါသူတို့ခွေးလို့ပြောလို့ရတယ်ခွေးကိုပဲရိုက်ပေးလိုက်တာပေါ့ပြန်ထပ်ကြည့်ကြည့်လိုက်တဲ့အခါကျတော့အများပြည်သူနေထိုင်တဲ့နေရာမှာပဲရက်ွက်ထဲမှာပဲ ဟိုခွေးရလည်းဘာမှမတုံ့ပြန်ဘူးအချက်ပေါင်းများစွာရိုက်နေရတော့မှဒီမော့ကြည့်တယ်ဟိုပြန်ပြီးမှန်ပြီးရတော့မရှိဘူးဘောနော်ဆိုတော့ကိုလည်းစိတ်မကောင်းဘူးဘောနော်ဟိုတော်တော်ဒီနေ့မိကုန်းဖြေဖို့ live ဖွင့်လိုက်တဲ့အချိန်မှာဒီဗီဒီယိုဖိုင်လေးကိုမြင်လိုက်ပါတယ်။ဒါများလဲဆိုပြီးကြည့်လိုက်တဲ့အခါမှာခွေးသားစားတဲ့ပြဿနာဖြစ်နေပါတယ်။မတိသေးတဲ့လူတချို့တိအောင်ပြောဦးမှာပဲဆိုတဲ့အတွေးပေါ်လာတဲ့အတွက်နည်းနည်းလေးပြောမလို့ပါနော်။မဟာဝါပါဠိတော်မှာ မစားအပ်တဲ့အသားကြီး10မျိုးဆိုတာကိုပြဋ္ဌာန်းတားမြစ်ထားပါတယ်။အဲ့ဒီမစားအပ်တဲ့အသားကြီး10မျိုးကဘာတွေလဲဆိုရင်1မနုဿမန္တလူသား2ဟဋ္ဌိမန္တစင်သား3အတ္တမန္တမြင်သား4သုနခမန္တခွေသား5အဟိမန္တမွေသား6တိဟမန္တခြင်တေသား9ဗျက်ကမန္တကြာသား7ဒီပိမန္တကြတေသား9ပစ္စမန္တဝန်သား တဆင်တရိစ္ဆာမန္တဝံပလွေသားတို့ပဲဖြစ်ပါတယ်။ဒါဟာမစားအပ်တဲ့အသားကြီး၁၀မျိုးပဲဖြစ်ပါတယ်။အဆိုပါမစားအပ်တဲ့အသားကြီး၁၀မျိုးထဲမှာတုဏခမန္တခွေးသားဆိုတာပါပါတယ်။ခွေးသားကိုဘာကြောင့်မစားအပ်တဲ့အသားလို့တားမြစ်ရတာလဲဆိုရင် ခွေးသားဒီရုံညံ့တဲ့အသားဖြစ်လို့ပါ။ဒီလိုပြောလို့တချို့ကခွေးသားကိုယဟန်တွေမစားဖို့ပဲတားမြစ်ထားတာမဟုတ်ဘူးလားလို့မေးကောင်းမေးကြပါလိမ့်မယ်။ ယဟန်တွေလည်းမစားကောင်းတယ်လို့လူတွေလည်းမစားကောင်းပါဘူးเนาะဘာကြောင့်လဲဆိုရင်ကဘာတဝမ်းမှာရှိတဲ့အသားမျိုးစုံတွေထဲမှာခွေသားဒီအယုံညံဆုံးအသားဖြစ်တဲ့အတွက်မစားအပ်တဲ့အသားဖြစ်တယ်ဟုလူအများစုကသတ်မှတ်ထားလို့ပဲဖြစ်ပါတယ်ဒါကြောင့်ခွေသားဒီယုံညံတဲ့အသားဖြစ်တဲ့အတွက်ကြောင့်မစားကြပါနဲ့လို့ပြောလိုပါတယ်เนาะအရှင်ဖေယလောကဒံတရား၈ပါးဆိုတာဘာတွေလဲဖေယတဲ့အင်ဂုတ္တရနိကာယပါဠိတော် အထက်ကနိပတ်မဟာဝတ်ပထမလောကဓမ္မသုံးပါတတဝါတွေမဖြစ်မနေတွေ့ကြုံရမယ်လောကရန်တရား၈ပါးဆိုတာဖះရှင်ဟောကြားထားပါတယ်အဲ့ဒီလောကရန်တရား၈ပါးကဘာတွေလဲဆိုရင်၁လာဘောစီးပွားဥစ္စာရရှိခြင်း၂အလာဘောစီးပွားဥစ္စာမရရှိခြင်း၃ညာသော အချွေရန်အကြောသောရှိခြင်း၄အာရသော အချွေရန်အကြောသောမရှိခြင်း ၅ငိမ့်တာကဲ့ရဲ့ခံရခြင်း၆ပပန်းတာချီးမွမ်းခံရခြင်း၇သုခခံကိုယ်စိတ်နှစ်ပါးချမ်းသာခြင်း၈ဒုက္ခကိုယ်စိတ်နှစ်ပါးဆင်းရဲခြင်းတို့ဖြစ်ပါれဒါဟာတတ္တဝါတွေမဖြစ်မနေတွေ့ကြုံရမိလောကရန်တရား၈ပါးပဲဖြစ်ပါれ